လက်စားကြည့်တယ်ဆိုတာပါလေလက်စားကြည့်တယ်ဆိုတာဒုတိယချို့အတွက်တော့တရားမျှတမှုကိုရရှိစေတယ်လို့အတိပယ်ကောက်ကြပါတယ်ဒါပေမဲ့နောက်ထပ်လူတစုကလည်းခွင့်လွှတ်ခြင်းကသာ မော်မဲ့တယ်လို့ပြောကြတယ်ဗျာခွင့်လွှတ်ဖို့ဆိုတာကလေလူတဲရွတ်နေတဲ့အရာမဟုတ်ဘူးလေတကယ်လို့ဦးကခွင့်လွှတ်တယ်ဆိုစေဦးတော့အဲ့ဒီလူက ခွင့်လွှတ်ဖို့ရောတကယ်ထိုက်တန်ရဲ့လားဒါကြောင့် ခွင်းလွှတ်ချေရေးဖို့မထိတ်တန်တဲ့သူတွေကိုတော့လက်ခွက်လေးအနှဲငယ်ပြဖို့လိုအပ်ပါတယ်။ကိုမှုကြီးလို့ခေါ်တဲ့လက်ဝိသမားတယောက်ဟာနေမနာညမနာအပြေးထန်လေးချင်းနေခဲ့ပါတယ်။သူဒီလို လေးချင်းနေတဲ့အကြောင်းကြီးကသူ့ရေထဲမှာရှိတဲ့ညီဖြစ်သူတွေတရားမျှတမှုလိုချင်လို့ဖြစ်ပါတယ်။ဒီလေသူရဲ့အကြောင်းကိုစဉ်းစားလိုက်တဲ့ခြေတိုင်းမှာသူ့ခွေထဲမှာရှိတဲ့သွေးတွေကထကြွဆူပွဲလာခဲ့တယ်ဗျ။ဒီတော့သူ့ညီအတွေ ကိုမှုကြီးတရားကိုတရားမြတ်တမှုကိုပြန်ယူဖော်ဆောင်ပေးနိုင်ပါမလားကိုမှုကြီးရဲ့တေကိုပြန်လဲတူးဆွားကြည့်တဲ့ချိန်မှာတော့တွန့်ကြီးလေးကလည်းလက်ဝေသမားတရားကိုဖြစ်ပူးခဲ့ပါတယ်တကယ်တခါကလက်ဝေအာကစားဟာအတော့ကိုရေပန်းစားခဲ့ပြီးယောက်ျားတောက်တွေအကျိတ်လည်းဖြစ်ပါတယ်ဒီလက်ဝေအာကစားဟာကြွေကျလာခဲ့တာနဲ့အမျှလူငယ်လေးတွေရဲ့ဘဝရွေးချယ်မှုတွေဟာလေလက်ဝေဖက်ကိုခြေဦးလှည့်လာကြတာပေါ့ ။ဘာလို့လဲဆိုတော့လက်ဝဲထိုးသူတို့ဟာတခြားနယ်ပယ်ကသူတွေတဲ့လက်ဖြားမှာငွေသီးနေခဲ့ကြလို့ဖြစ်ပါ යි ။အဲ့ဒီထက်မှာကိုမှုကြီးရဲ့ညီကိုထော်ကြီးကလည်းသူ့ရဲ့တံမွေဖီလက်ဝဲကိုရွေးချယ်ခဲ့ပါ යි ။ဒီလိုဟာတီးထန်တဲ့ထိုးချက်တွေကိုအပြန်လန်ရှေ့နေထိုးသက်ရတာဖြစ်တာကြောင့်တော်တော်လေးကိုမှမကြောဖို့လိုအပ်ပါ යි ။တစ်ဖက်ကအလဲထိုးနိုင်ဖို့ကရည်ကြီးတယ်လို့တစ်ဖက်ကထိုးလာတဲ့ထိုးချက်တွေကိုတတ်ခံနေဖို့ကလည်းအင်တာရေးကြီးပါတယ် ပြီးတော့လက်ဝဲပွဲစဲတခုဖြစ်လာဖို့ဆိုတာနောက်ွယ်ကနေစီစဉ်ဆောင်ရွက်သူတွေအများကြီးရှိပါတယ်။ဒါပြင်ဘရကြီးပြည်သက်တွေမသိနိုင်တဲ့လှုပ်ရွက်ချက်တွေလည်းရှိနေနိုင်တယ်ဗျာ။ဒီပွဲစဲမှာတော့ကိုမိုကြီးရဲ့ညီအားအဘက်ကဘဝတို့ရဲ့ထိုးချက်တွေကြမှာပြန်ပထမယ်တော့အောင်မောင်လျေတာလဲကြသွားကြတယ်ဗျာ။ကဲထိုးထိုးရတော့ဘာတို့ရဲ့ထိုးချက်တွေကြမှာမောင်လဲသွားခဲ့ပြီခင်ဗျာ။ ဘာတို့လေဒီအကျွေးမိကြီးလိုက်တဲ့ထော်ကြီးတယောက်ကျယ်ရီလာရီနေနေခဲ့ရပြီခင်ဗျာဒါဆိုတော့တေနေတုံးအနေရရှိသူကတော့ဘာတို့ပဲဖြစ်ပါလေယူလေထော်ကြီးတေမေးစီပြေလားငါ့ကိုပြန်ထိုးလေကွာဒီဘွဲစီဒီမှာတော့ထော်ကြီးတွေဆဲကူတားစီလိုအပ်တဲ့တွေသူရမယ်ခါချင်းွက်တချို့ သွားတောင်းရန်ခဲ့ပါတယ်တကယ်တော့ဒီပွဲစီဟာလူပွဲဖြစ်ပြီးတော့ထောကြီးသာရှိုးပေးခဲ့ရေငွေကြေးပမာဏတချို့ဒဲဘက်ကပေးဖို့သဘောတူထားခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာတော့သူတို့သဘောတူထားသလိုပေးမဲ့ပုံစံတော့ရှိမနေခဲ့ပါဘူးဒဲလူကြီးကလည်းမှုကြီးကိုတွင်းမခါတဲ့တည်းတန်ကြီးရဲ့လက်ထောက်ကပါစကားကိုကလိကကြည့်ပြောနေခဲ့ပါတယ်။ဒါကြောင့်ထောကြီးလေသူ့ညီနဲ့သူတို့ညှောက်စလို့လှဲစားခံရရမည်ဆိုတာသိလိုက်ပါတော့တယ်။ဘာ မိကြီးကိုပိုက်ဆံပေးရမယ်ဟုတ်လားဟာပါပဲကွာဟာမိယူနေလားဟမ်မိကြီးကရှိုးသွားပြီလေရှိုးသမားကိုပိုက်ဆံပေးရအောင်ငါတို့ကအလှကြီးပေးနေတာမဟုတ်ဘူးကွာစီးပွားရေးလုပ်နေတာအေးပြန်ပြီးဆေးလေးပါလီတောက်လိုက်ပါဦးထော်ကြီးဟာဤခဲ့တဲ့ပွဲစီကိုမထုတ်ခင်ကကွဲစီစီသူဒဲလူကြီးနဲ့တွေ့ဆုံခဲ့ပါတယ် အဲ့ဒီချေတော့ကကိုမှုကြီးကလည်းပါရှိနေပြီးဒဲလူကြီးနဲ့ပြောဆိုခဲ့တဲ့သဘောတူညီမှုတွေကို သူ ကောင်းကောင်းကြီးမှတ်မိပါတယ်။သူတို့ညီကောင်တွေကခြေတလို့အိတိုင်းဖြစ်တလို့နေထိုင်ရတော့ငွေကသူတို့အတွက်ရည်ကြီးပါတယ်။ဒါကြောင့်နိုင်တော့ငွေရမယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့လက်ဝေဝေထိုးခဲ့တယ်ဗျ။ဒီဟာကိုတိတဲ့ပရဲစီစဉ်သူကသူတို့ညီကိုအားကမ်းလှမ်းမှုတစ်ခုလုပ်ခဲ့ပါတယ်။ထော်ကြီးသားအနိုင်ရခဲ့ရင် ဘယ်တသေးရမယ်ဆိုပေမဲ့အမြင့်ကပြီးရှိုးပေးလိုက်မယ်ဆိုရင်တော့ဘက်ငါသားကိုလော်လဲကူကူရမှာဖြစ်ပါတယ်။ဒါပေမဲ့လေအဲ့ဒါကလင်ညာတစ်ခုသာဖြစ်ပြီး လက်တွေးမှာတော့ကလေးကြခံလဲရပါတယ်။မြေးလေးနှခေါနားဆိုတဲ့အတိုင်းအထူးခံလိမ့်မယ်ထော်ကြီးဟာပိုက်ဆံများတဲ့ပြီးပြီးထန်တဲ့တရားတွေကြောင့်ဆေးရုပ်တင်တတ်ရပါတယ်။ အဓိကချက်ကောင်းတွေကိုပဲထိုးခံလိုက်ရတော့အဲ့ဒီနေ့ကလေးကနေကိုမဝေပြီးတတိလေးနေခဲ့တယ်ဗျာဒါကြောင့်ဆေးရတခုမှကိုသားရီသူရဲ့ချင်းတွေကိုစောက်ကြည့်နေခဲ့ရပါတယ်ဒါပေမဲ့ချင်းတွေကတိတားတာတဲ့ဆိုးသွားပြီးတော့တတိဆိုးတခုကိုလေကြားလိုက်ရပါတယ်ခင်ဗျားကလူနာရှင်နဲ့ဘာတော်လဲမသိဘူးဗျာခင်ဗျားရဲ့လူနာမှာပြဿနာရှိနေပြီဒိုင်ယာတွေကတော်တော်ပြေးတန်တယ်ဒီပေါ်တိုင်းဆိုရတော့ သူ့မှာအသက်ရှင်နေဖို့အခွင့်အရေးသိမရှိတော့ဘူး။ဗျာဟုတ်တယ်ဗျာဒါကြောင့်သူ့ကိုအမြန်ဆိုခွဲစိတ်ကူးတတ်မှုပေးရမယ်။ဥဒါစီကကြီးတယ်ဆိုပေမဲ့ဒါမှခမည်းတော်နာက အသက်ရှင်ဖို့ခွင့်လန်းရှိမှာမဟုတ်ရင်တော့အခြေအနေမကောက်ဘူးဗျာ။ဒါပေမဲ့လေရမယ့်ငွေကြေးတချို့တော့မှကလေးကြခံရတဲ့အခြေအနေမှာစေကူဒါစီဘဲကလာမှာတော့ဗျာ။ဒါကြောင့် ။ဦးမဝင်နေတဲ့သူ့ရဲ့ညီလေးဟာအချိန်နဲ့မကောက်တော့ပဲတင့်တကြချိန်နေဆိုးလာခဲ့တယ်ဗျာ။ကံမကောင်းကြတော့တေချာချာမတက်ခံနေလိုက်ပဲဆိုးပါးပွေလို့သွားခဲ့ပါဗျာ။ဒီလိုဖြစ်ရဲ့ကြီးကပဲသူ့ညီတွေလက်တို့ပြန်ဖို့စတဲ့တွေးလာခဲ့ပါတယ်။ တို့လက်ရွေးစင်ကြီးတစ်ခုလုံးဟာပလေသက်တွေကိုလှည့်စားနေတဲ့လိန်ညာတစ်ခုသာဖြစ်ပါတယ်။ဒါကြောင့်နောက်ွယ်ကနေဝင်းနဲ့ကျုပ်ကင်ထားတဲ့နေရာကြီးကိုတင်ညာပေးဖို့တွေကိုမှုကြီးစီစဉ်နေခဲ့ပါတယ်။အဲဒီမှာကိုဘာသောဆိုတဲ့တယောက်နဲ့ကိုမှုကြီးတို့စတဲ့တွေ့ဆုံခဲ့ကြပါတယ်။ကိုဘာသောကလည်းကိုမှုကြီးလိုပဲဒီနေရာကဒိုင်တွေကိုချုပ်ချခြင်းနေခဲ့ပါတယ်။သူတို့ညာ ပေါ်စီမိသွားတဲ့ချိန်မှာတော့ကိုမိုကြီးဟာလက်ဝိတ်လော့ကားတဲ့ရောက်လာဖို့အကြောင်းပြန်လာခဲ့တာပေါ့တကယ်တော့ဒါဟာလက်ဝိတ်မဟုတ်ပဲငွေထိုင်းလို့ခေါ်ပါတယ်ဒီပြဟောကြီး ဥပသောဆိုတာကလည်းတချီကအရေးချင်းရှိတဲ့သူတွေကိုငွေထုတ်ပေးခဲ့တဲ့တူတော်ဖြစ်ပါတယ်အခုချိန်မှာလေဥပကြီးဟာဥပသောရဲ့တေချာလက်ချဲမှုတွေအောက်မှာအပြေးထန်စူးစမ်းနေခဲ့တယ်ဗျာဒီတော့မတပဲငွေထိုင်းပညာရဲ့မှာ ဒီကောင်းဆောင်လေးကအတက်ပဲ။ဝါတက်ထားတဲ့ညီပြူဟာမှတည်းများကို အကုန်တည်ပေးမယ်။အယုတ်တမလူလေးကောင်းတွေကိုအတူလိုက်ယူကြတာပေါ့ကွာ။ဒီတစ်ခါသူ့ဘက်ကကမ်းလန်းလာခဲ့ရေဘလောက်ပမာဏပြထင်းနေပါစေ။လက်မခံဖို့တို့တယ်။မင်းလည်းသူတို့ရဲ့ပြုတ်မှာကိုတွေ့ပြီးပြီဆိုတော့ငါပြောတာနားလည်မှာပါ။ကျွန်တော်နားလည်ပါတယ်။ဒီတိုက်ပွဲကိုရေးဆဲဖို့ဤစနိုင်တော်ဘူးဗျာ။ ကိုမိုးကြီးဟာနေရီသူတွေလက်တို့ပြန်ဖို့အတော့ကိုစိတ်အားထက်သန်နေခဲ့ပါ၏အဘိုးကြီးဘတော်ကလည်းတနေ့တစ်နေ့အိုမိုးခက်ခဲလေးကြီးရီတွေနဲ့အန်ဒီရဲ့ရှိတဲ့တားရဲတကောင်တကယ်တော့ပြိုးထောင်ပေးနေခဲ့ပါ၏နောက်ထဲအော်ဖို့ကောင်းတဲ့အရာကတော့အနားယူသွားတဲ့လက်ဝဲကျော်ကြီးမိုက်ကယ်ရဲ့ဝန်ကြီးဟာကိုမိုးကြီးရဲ့ကိုယ်ထဲဝဲရောက်ပူကဲနေခဲ့ပါ၏ မိုက်ကယ်ဝေရပူးကွဲလာတဲ့ခြေတွေမှာဆွေတော့တူတိုက်တိုက်ကြာကဲကဲဘရရအဖိမ့်မဲ့စိတ်ဓာတ်တွေတည်တံ့လာခဲ့ပါတယ်။ကိုမိုကြီးကလည်းအဲ့ဒါကိုခံစားမိပြီမေဘာကြောင့်လဲဆိုတဲ့ဖြေကိုတော့ရှာမတွေ့ခဲ့ပါဘူး။မိုက်ကယ်ဟာတချီကတိတိကျအောင်မိခဲ့တဲ့လက်ဝေသမားတယောက်ဖြစ်ပြီးအသက်အရွယ်ကြောင့်ဒီလောကကနေအနားယူသွားခဲ့ရပါတယ်။အဖိုးကြီးမှာတော့ ကိုမိုကြီးရဲ့ပြီးထန်တဲ့စစ်တပ်တွေကြောင့်သူရဲ့ဝိညာဉ်ဟာပြန်လဲနိုးထလာခဲ့တယ်ဗျာတချေလို့လေသူ့နားမှာရှိနေခဲ့ပြီးတော့ကိုမိုကြီးရဲ့လက်ချင်းမှုတွေကို သူကိုယ်တိုင်ဝေယုအားဖြင့်ကူညီနေခဲ့ပါတယ်ကိုမိုကြီးတရားမတင်မဲ့ပဲမိုက်ကရဲ့ဝိညာဉ်ကိုတွေ့လိုက်ရတဲ့အချိန်မှာတော့အတုကိုတုတ်လုတ်သွားခဲ့ရပါတယ်ဟာဘာလဲကွာကိုမိုကြီးကလေဆရာဘတော့ပြီးနောက်တဲ့တစိုးတယောက်က သူကကူညီလေးချေပေးနေတယ်ဆိုတာကိုသိရှိသွားခဲ့ပါတယ်။ဒါကြောင့်ထိုကျောင်းရပြီကိုကိုဘတော်အားလေးကြီးတဲ့ဂျင်မာတော်စိတ်ဝင်စားဖို့ကောင်းတဲ့ရာဇဝတ်တစ်ခုကိုကြားသိခဲ့ရပါတယ်။လေဝေသူရဲ့ကောင်းကြီးမိုက်ကယ်ဟာဆရာဘတော်ရဲ့တားဖြစ်ပြီးသူခေတုခါကအတော့ကိုအောင်မြင်ခဲ့တာပေါ့။ဘွဲပေါင်းများစွာကိုအနေယူပြီးတော့အခုလိုလက်ဝဲသူရဲကောင်းဆိုတဲ့ဘွဲကိုရခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တတိမှာတော့တပိတ်ကတိပိတ်ဖြစ်သူနဲ့ ဒဲရီရဲ့ညစ်ပယ်မှုကြောင့်ဦးကောင်းတရားနဲ့အနားယူသွားကြရပါတယ်။ဒါကြောင့်သူကကလေးကလေးကျတဲ့ဒဲရီကိုမုတ်တိနေပြီးတော့အတူနဲ့စိတ်ချင်းတူတဲ့သူတယောက်ခက်ပေါ်လာခဲ့တာကြောင့်သူလည်းပြန်ရောက်လာခဲ့တာဖြစ်ပါရဲ့။ဒါဆိုမိုက်ကယ်ရဲ့ဝိညာဉ်ကသူ့ကိုကူညီပေးနေတာပေါ့။အခြေတစ်ခုကြာတဲ့ဒီလိုလောက်တဲ့လေးချင်းမှုတွေလို့ပြီးမှတော့တကယ်ကြိုးဝိုင်းတဲ့ကိုရောက်ရှိလာပါတော့တယ် ဝက်ဆိုင်တွေရဲ့အစမှာတော့ပြည်စလောက်ကောင်းလေးတွေကိုအနေယူထိုးသက်ရမှာဖြစ်ပြီးအားလုံးဝနေယူပြီးမှဘားတုံးနဲ့ထိုးခွေရမှာဖြစ်ပါတယ်။အကိုမုတ်ကြီးကလည်းတကောင်2မိနစ်လုံးနဲ့အဆိုးသက်ပေးနေခဲ့ရင်အရှိဟိုကြီးတီးထန်နေခဲ့ပါလေးစားချစ်ခရိုင်ပွဲချပြိတဲ့ညီကုံမွန်းမညာမြောင်းဒီပွဲစဉ်လေးကတော့ရေကိုဆစ်လို့ရှာစွာနဲ့စုံကြည့်ရမှာဖြစ်ပါရဲ့ စီမီကျိုးဝိုင်းပေါ်မှာတော့တစ်ဖက်ကိုတစ်ဖက်ရာလုံနေကြတဲ့လက်ဝဲတားရဲနဲ့ကောင်ကိုတွေးမိရမှာဖြစ်ပါတယ်ခင်ဗျာကျမ်းပါတယ်ဆိုတဲ့တိမ်ဖက်တားရဲကောင်တွေကိုအမောက်သိမ့်တာခဲ့တဲ့တောဘီချစ်သိကြီးနဲ့တစ်ဖက်မှာလည်းတောဘီကြီးကိုအန်တူမဲတဲတေးစာကြားပြောင်ကြီးဖြစ်ပါတယ်ဒီတော့ရေပြိုင်ထိုးသက်ရမဲ့သူတွေရဲ့ကိုရရဆွေလေးကိုထမ်းမှန်တင်ပြအစီအခံအပိုင်းဘာမှဥဆိုးဦးတို့ကြီးသားအကြီးကုန်ပြီတဲ့ကိုမှုကြီး ဒီဖြစ်သူတွေဂလဲစားမှုရောက်တွေတူလက်ဒီမှာတောက်လုံနေခဲ့ပြီးခမောင်းတဖက်ကလည်းအပြုံးဟုတ်တဲ့ဘာတို့ကလည်းပွဲပုံးဆက်အရှိုးပွဲမရှိအခုချိန်ထိလက်မထုံနေခဲ့တာဖြစ်ပါရင်ဒါဆိုတော့ဘသူက အောင်းနေသူဖြစ်မလဲဆိုတာစောင့်ကြည့်ဖို့အခြေရောက်လာခဲ့ပြီးခမောင်းဒရောစီခါနေစဉ်တွင်းမှာပဲဘာတို့ကထိုးစိဖွတ်တာပြီးတော့မုံကြီးကရောက်လာတဲ့လက်သေးတွေကိုခုခံထားတယ်ခမောင်း ဘာတို့ရဲ့ခင်မြတ်တဲ့လက်သေးတွေကိုမှုတ်ကြီးကအသားရရှောက်ပြနေခဲ့ပါလေ။ဒါပေမဲ့ဘာတို့ကတော့ဘာတို့ပြီးပြီးကိုမှုတ်ကြီးကိုဖိအားပေးထားခဲ့ပြီးသူ့လက်သေးတွေကိုမရှောင်နေအောင်စူးစမ်းနေခဲ့ပါလေ။ဒီပုံတိုင်းသာဆက်ပြီးတော့ဖိအားပေးမယ်ဆိုရင်တော့ကိုမှုတ်ကြီးတွေပြဿနာရှိပါလေ။ကိုမှုတ်ကြီးကလည်းတစ်ဖက်ကသူ တက်လို့ကြားတဲ့ချိန်မှာထိုးစီဖြစ်ဖို့စိုးပြက်ထားခဲ့ပါတယ်။ဒါပေမဲ့တဖက်ကလည်းတခြားသူမဟုတ်ပေဘာတို့ဖြစ်နေတော့စီစဉ်ထားသလိုထိလာမှာမဟုတ်ပါဘူး။ဒါကြောင့်ယူဟာပြောင်းလိုက်ပြီးတော့ဝလာတဲ့လက်သေးတွေကိုရှော်ပြီးတော့ဒံပြန်ထိုးစေပြလိုက်ပါရဲ့ထိုးချီပဲထိုးနေတဲ့ဘာတို့ဟာကိုကိုကိုကောက်ွယ်ဖို့မိသွားဖို့ရပါတယ်အဲဒါကိုဘိုးကြီးကလည်းတွေ့သွားပြီးအကောက်ွယ်လွတ်နေတဲ့နေရာကိုပိတ်လက်တီးတလို့ကြွေးထလိုက်ပါရဲ့ ဒီအကွက်ဟာမိုက်ကယ်ကြီးရဲ့အကွက်ဖြစ်ပြီးကိုမို့ကြီးရဲ့ကိုယ်တွေဝင်ပူးနေရတာပေါ့ဒါကြောင့်မတို့လေသူ့တက်ဆရာကြတဲ့ထိုးခွက်တွေကြမှာတိုင်ပဲ့သွားခဲ့တယ်ဗျာပြည့်လက်တီနှစ်ချက်ဆက်ထိသွားတဲ့ချိန်မှာတော့ကျယ်ရွေလာနေပြီးအိမက်ကဘာတဲ့ရောက်ရှိသွားခဲ့ပါ၏အခုဆိုရင်လို့လို့မောက်သွားလို့ဒယ်ဗီကစတင်ရေတွက်ပါတော့တယ်တီနီပေါ့ အပြည့်အစုံအနိုင်ရရှိသွားတဲ့သူကတော့မုံကြီးဖြစ်ပါရဲ့မိုက်ကယ်ပုကထားတဲ့ကိုမိုကြီးဟာကျိုးဝဲမိုကနေခုံစိမ့်လာခဲ့တယ်ဗျာသူဟာလက်တီရီတစ်တစ်ပါအောင်ဆုတ်ကဲ့ပြီးတော့တစိုးတယောက်စီတွားနေခဲ့ပါတယ်အဲဒီသူကတော့ကလေးကလေးကြတဲ့ပွဲစီစီသူပဲဖြစ်ပါရဲ့မိုက်ကယ်ဟာအဲ့ဒီဘဲကြီးအနာကိုရောက်တာနဲ့လက်စီနဲ့တစ်ချက်တူချက်ကျွေးသေးလိုက်ပါတော့တယ် ဂလိကကြီးကြတဲ့ကောင်မိကိုတွားကြောက်အောင်ထိုးပြမယ်ဆရာကြီးပတော့ဟာသူ့သားမက်ကယ်ကိုဒါတခါဂျိုးဝိုက်ထဲမှာတွေ့လိုက်ရတာကြောင့်အားရစွာနဲ့တစ်ချက်ပြိုလိုက်တာပေါ့မိုက်ကယ်ဟာပြည့်လက်တီကျွေးကြီးမှာအတော့ကိုအားတင်းတာကြောင့်အဲ့ဒီအကွက်ကို သူ့ပြိုင်ဘဲတွေအရန်ကြောက်ကြပါလေမိုက်ကယ်ရဲ့ဝိညာဉ်ခွဲသွားတဲ့ချိန်မှာတော့ကုံမုတ်ကြီးလေပျော်ခွေပြီးလဲကျသွားခဲ့ပါ යි ဒါကြောင့်ဆရာပတော်ကပဲ ူ့ကိုထူပေးနေအောင်ပွဲခံနေကြတာပေါ့။ကိုမှုကြီးရဲ့မိအာယုတွေထမ်းမှလေးဒီဖြစ်သူရဲ့ပူရည်လေးကိုမထင်မရှားလေးတွေ့မြင်ခင်ရပါလေ။အကိုကြီးကျေးဇူးပါမျိုး။ဘာမှစိတ်မပူနေတော့နော်။တော်တော်တော့မယ်။ညီပိတူတော်ကြီးကလည်းသူ့အကိုအားလာနှုတ်ဆက်ရစ်ခဲ့ပါတယ်။ထိုးပွဲစဉ်ကြီးပြီးဆုံးသွားတဲ့အချိန်မှာတော့ကြောက်လဲမှုကြီးတခုဖြစ်ပေါ်ခဲ့ပါတယ်။ ကိုမိုကြီးဟာနာမည်ကြီးသွားတဲ့လက်ဝဲသမားတယောက်ဖြစ်တာနဲ့သူလေ့ကျင့်ခဲ့တဲ့နေရာဟောက်ကြီးစီကိုလေတခြားလက်ဝဲသမားတွေအများပြားရောက်လာခဲ့ပါတယ်။ကိုမိုကြီးကိုလက်ကျင့်ပေးခဲ့တဲ့ဆရာပတော်စီမှလည်းလာရောက်တပည့်ခံခဲ့ကြပါတယ်။နောက်ဆိုတော့ဒီနေရာလေးပြန်လည်အသက်ဝင်လာခဲ့ပြီပဲ။မင်းရောဘလို့ထေးလဲကွာ။မွေထိုင်းကစိတ်ဝင်စားဖို့ကောင်းတယ်မလား။ဆရာကြီးတို့အခုလိုပြန်လို့ပြေးနေလို့ဝမ်းသာပါတယ်။ ောက်ထက်လည်းလိုအပ်တာပဲရှိပြောပါကျွန်တော်တက်နေတယ်လို့ကူညီပေးပါမယ်ကျေးဇူးတင်ပါတယ်ကွာအစိုးသားမှာတော့ကိုမိုကြီးအားသူချိရတဲ့ညီလေးတွေတရားမှတ်တာအောင်လုပ်ပေးနိုင်ခဲ့တယ်လို့လူတချို့တွေလည်းအကျိုးရှိအောင်ကူညီပေးနိုင်ခဲ့ပါတယ်ဟုတ်ကဲ့ပါဒီကနေ့တက်ဆမ်ကတော့ဒီလောက်ပါပဲဗျာအခုလိုဗီဒီယိုတွေကိုလည်းအချိန်တိုင်းတင်ဆက်ပေးနေတာကြောင့် subscribe လုပ်ဘေးနားကခေါင်းလေးကိုနှိပ်ပြီးစောင့်မျှော်အားပေးနိုင်ပါတယ်ဗျအားလုံး Jesus dem Wald.